ဒီကနေ့မှာတော့ GVB သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ဆောင်းပါးရှင်လင်းဆက်ငင်းချမ်းရေးသားထားတဲ့မြမမှုမြမမှန်မြမဆန်ဆန်ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးကြပါမယ်။ဒီဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရန် GVB သတင်းဌာနနဲ့ဆောင်းပါးရှင်လင်းဆက်ငင်းချမ်းအားလေးစားစွာခွင့်တောင်းအပ်ပါတယ်။အပြန်သင်္ကာစဆယ်ကျော်တဲ့အရွယ်ကစလို့တိုင်းပြည်ပြင်ပမှာအခြေချခဲ့ရပြီး လူငယ်ဘဝနှစ်ပေါင်းရှည်ကြာအနောက်တိုင်းရင်ကျေးမှုညီမာကြီးပြင်းခဲ့ပြီမဲ့မြမာမှုမြမာဟန်မြမာမန်တရွေးသားများရောမကြသွားခြင်းကဒေါ်ဆန်းစုကြည်ရဲ့အရေးကြီးတဲ့အမှတ်လက္ခဏာပင်အရှိတောင်အာရှရဲ့လမ်းဆောင်လမ်းကွာမှာနိုင်ငံကတည်တည်ပြိပခတွေကဆဲကပါဆရာနာရှင်တွေပူကြနေတဲ့ဒီမြီမှာရှေလေးလုံးအေးတော်ပုံကြီးကမီးဟုံဟုံတောက်လာတော့မိနေတာကြာပြီဖြစ်တဲ့မြမာကို ကဘာကခေါင်းထောင်ကြီးခဲ့ရတယ်။ရှင်းလေးလုံးအေးတော်ပုံကြီးနဲ့အတူအကျမ်းမဖတ်သောနိုင်ငံရေးလမ်းနဲ့မြမပြည်သူတို့ရှိအောင်ဆန်းစုကြည်ဆိုတဲ့ဒီမိုကရေစီကျဲတပွင့်အတစ်ထွန်းလာတော့ကဘာကြီးကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့တယ်။ဒေါင်ဆန်းစုကြည်ဖြစ်လာတော့ဒေါင်ဆန်းစုကြည်ရဲ့လာယာလမ်းကို သူ့ဒေတီတွေတကုတ်ကုတ်နဲ့ရှောက်ဖေးဖို့ထုတ်အလုရှုပ်တော်တယ်။ အပုတ်ချနိုင်ငံရေးနီးကိုတဖက်ခန့်ခတ်ကျွမ်းကျင်တဲ့မြန်မာဆန္ဒရှင်တွေကလည်းဒရွန်ဆန်ဆွကြည်ရဲ့လူငယ်ဘဝအစွန်းထင်းတွေမရှိမလဲလို့အင်္ဂလန်နဲ့အမေရိကန်အထိမြေလန်းဒရွန်ဆန်ဆွကြည်တို့ခေမြန်မာအမျိုးသမီးတို့ရဲ့ဘိုင်းကောင်းကြောက်ဖြစ်အနေထိုင်ကိုသာတွေ့ရှိခဲ့တာကြောင့်လက်မှိုင်ချခဲ့ရ online ရင်ကျေးမှုကြီးကတိတ်အားကောင်းလာတော့ Nobel ဆုရှင်ဒရွန်ဆန်ဆွကြည်ရဲ့ငယ်ဘဝကစလို့ အတိတ်ဘဝပုံရိပ်တွေကိုစူးစီးပေးခဲ့တယ်။အဲအားတင်စရာအနောက်ကဘာမှာကြီးပြင်းခဲ့တဲ့ဒေါန်ဆန်းစုကြည်ရဲ့အတိတ်ပုံရိပ်တွေမှာဘောင်းမီရှိဝတ်ထားတဲ့ပုံနောင်ရှာရှာပါပါ။မြမရင်မုံခတ်တုံနဲ့ထမိန်တွေ ကြီးတာမြင်ခဲ့ရ။ဒေါန်ဆန်းစုကြည်နဲ့မြမမှုမြမဟန်အတွေ့အဆက်လုံယူလို့မရတဲ့မျက်နှိုးမှုဘယ်တော့မဆိုရင်မုံနဲ့ထမိန်နဲ့ကြီးမြင်ရတာဟာအနောက်ကဘာမှာကျင်လည်ခဲ့တဲ့ ရှိတယောအခါကလေးကဖြစ်ကြောင်း အတိတ်ဘဝပုံရိပ်တွေကတက်တည်ထူခဲ့တယ်။လူမှုခေါင်းဆောင်အဖြစ်သို့ရောက်ရှိလာတော့လေအရင်အတိုင်းမပြောင်းလဲဆွေမြင်းချင်းဒီဒွန်ဆန်းစုကြည်ကိုပိုင်ဟန်လွတ်တော်အမတ်ဖြစ်တော့လေဒီအတိုင်းပဲပြည်သူအနှင်းခဲ့တဲ့အတိုင်းမင်ငံပုဂ္ဂိုလ်ဖြစ်တော့လေမူလာလက်ဟောင်းနိုင်ငံခေါင်းဆောင်အဖြစ်နဲ့ကမ္ဘာအနှံ့နိုင်ငံအနှံ့ကော်ဇော်နီခင်းထားတဲ့လမ်းမော်ရှောက်လန်းနိုင်တော့လေ ရင်မုံနဲ့ထမိန်ကိုသာ မျက်မျက်နှုံနှုံအဲ့ဒီမျက်နှုံမှုအဟုန်နဲ့ကျမဟာမြမအမျိုးသမီးတဦးပါဆိုပြီးဂုံယူဝင့်ကြွားစွာကဘာပတ်ခဲ့လို့ပဲမြမဗီရရင်မုံနဲ့ထမိန်ဟာဒွမ်ဆန်ဆူဂျီဖက်ရှင်အဖြစ် ထင်ရှားလာတယ် Global Line ကြီးပျော်ပျော်ရှိက Global ဂျင်းနဲ့စကတ်အတူအပြတ်တွေတဲ့ဝင့်ကြွားပျော်ဝင်နေတဲ့မြမအမျိုးသမီးငယ်တွေတောင်ရင်မုံနဲ့ထမိန်ကိုပြန်တက်မှန် ရိုးရနဲ့ဒီနေ့ခေတ်အမြန်လှနေအောင်ရောဖွဲ့ဆင်ထားတဲ့ဒွမ်ဆန်းစုကြည် fashion ဟာ global ခေတ်ကြီးက global မြန်မာမလေးတွေကြားအသစ်ပြန်ထွန်းလာတော့တယ်။ဒွမ်ဆန်းစုကြည်ဟာရင်မုံနဲ့ထမိန်မြန်မာတွေကသာချစ်သလားဆိုတော့ဘယ်ဟုတ်မလဲ။မြန်မာဆိုတာသူ့ဘဝရွေးချယ်မှုမြန်မာမှုမှန်သမျှကိုဂုံယူစွာမြန်နိုးခေတာကြီး။အောက်စဖို့တက္ကသိုလ်ဆင်ဒွမ်ဆန်းစုကြည်ဟာ ်အင်္ဂလိပ်စာကိုအရှင်းမြင့်မြင့်ကျွမ်းကျင်ပြီးကျွန်ုပ်ရဲ့တဝူးတဲ့အမြင်အရသူ့ရဲ့အင်္ဂလိပ်လိုမိန်ကွန်းတွေဟာထန်ဂရိုင်းကြကြနဲ့နားထောင်လို့သိတ်ကောင်းတဲ့အထိမိခင်ဘာသာစကားပမာ ပိုင်နိုင်ပေမဲ့မြန်မာလူပြောတဲ့အခါအင်္ဂလိပ်လိုညံ့သုံးယူထုံးစံမရှိမြန်မာစကားကိုဒင်းပြေကြပြေထောင်ထောင်မြည်ပြီပြီတတတခါကအနောက်အုပ်စုသွားခရီးစဉ်တစ်ခုမှာမြန်မာလူတိတ်မပြောနိုင်တော့တဲ့ မြန်မာလူမျိုးသတင်းထောက်မလီကအင်တာဗျူးတော့မြန်မာမန်းတီတာနဲ့မြန်မာလူမေးဖို့ဒေါန်ဆန်းဆူဂျီကတောင်းဆိုတယ်။ပြီးတော့ကိုရောက်နေတဲ့တိုင်းပြည်ရဲ့ဘာသာစကားကိုကျွမ်းကျင်ဖို့လိုပေမဲ့မိခင်ဘာသာစကားကိုလည်းမမေ့ဖို့အရေးကြီးကြောင်းပြောတယ်။ဘဲကဘာရောက်ရောက်ဘလို့အကြောင်းကြောင့်ဖြစ်ဖြစ် အမိမြေကိုမမေ့ဖို့ကိုတိုင်းပြည် ကိုတက်နိုင်တဲ့လောက်အထောက်ပံ့ပြုဖို့ ကိုဘာသာစကားကိုလည်းကိုနှလုံးသားနဲ့ကိုရှာပေါ်မှာချစ်ချစ်ပါဆုပ်ထားဖို့ပြီးတော့ကိုတိုင်းပြည်ထွက်အစားအစာ နိုင်ငံတိုင်းမှာဒေသခံပြည်သူတွေအလေးထားစားကြတဲ့အစားအစာတွေရှိကြပြီးအဲ့ဒီအစားအစာတိုင်းဟာခမ်းနားလာတဲ့တမိုင်းချောင်းကိုစီနဲ့ယဉ်ကျေးမှုအသွေးအရောင်တွေစိတ်ဝင်နေတာကြီးမှုနိုင်ငံဥခန့်ထက်တင်ကကြွေးလဲကြွေးကြွားလဲကြွားနစ်နေအောင်ဂုံယူကြတယ်မဟုတ်လား ဒေါ်ဆန်းစုကြည်နိုင်ငံခေါင်းဆောင်ဖြစ်ပြီးဘယ်ကြလိုက်မလဲမြန်မာနိုင်ငံစီအလေလာတဲ့တခြားတိုင်းပြည်ကခေါင်းဆောင်တွေကိုတဲခင်းတဲ့ဟင်းလျာတွေကမြန်မာတခွင်ဒေတာအလိုက်ကြော်ကြားတဲ့မြန်မာကိုစားပြုရင်ကျေးမှုဟင်းလျာတွေကြီးဖြစ်လာတယ်။တန်ရွှေခန့်သိန်းစိန်အစိုးရနဲ့အရင်အရင်အာဏာရှင်တွေလက်ထက်ကနိုင်ငံတော်အဆင့်ဧည့်သည်တွေကို အခုလိုတဲခင်းတာမျိုးမကြားခဲ့ဘူးတာကြောင့်လဲပါမယ်ထင်ရဲ့။ NLD အစိုးရလက်ထက် နိုင်ငံတော်အဆင့်တဲခင်းနေခင်းလျာဆင်းရင်တွေကိုအဲ့ဒီကာလသတင်းစာတွေမှာညနေဖုံးသတင်းအဖြစ်ဖော်ပြကြတဲ့အထိဒေါ်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးပမောက္ခရှောင်းတန်နေရဲ့တူမတူအချင်းသားစာအုပ်ထွက်ရှိလာတော့အဲ့ဒီစာအုပ်ထဲမှာမစ္စတာရှောင်းတန်နေရဲ့ပြောပြချက်ဒေါ်ဆန်းစုကြည်နဲ့သူနှစ်ပတ်တခါပုံမှန်အစည်းအဝေးလုပ်လို့ရှိပြီးအစည်းအဝေးပြီးရင်မြမအစားစာနဲ့ဧည့်ခံလေးရှိကြောင်းနဲ့ မြမအစားအစာပေါ်ဒေါန်ဆန်းစုကြည်ရဲ့ရည်မှန်းချက်အကြောင်း အခုလိုဆိုရင်ဒီအစည်းအဝေးတွေပြီးမှတော့မြမအစားအစာနဲ့တက်ခင်းအခက်လေးရှိတယ်။သူကမြမအစားအစာကိုမြမဖြစ်ရဲ့နောက်ဆုံးထောက်ကုံတစ်ခုအဖြစ်ကဘာကိုဖြန့်ချင်တဲ့ဆန္ဒရှိတယ်။ဒီတော့မြမစားတောက်ကုံလုပ်ငန်းရှင်တွေစမ်းသက်ချက်ပြုတ်ထားသမျှကိုကျွန်တော်ကိုချကျွေးလေးရှိတယ်။ကျွန်တော်ကလည်းနိုင်ငံတကာပြည်သက်စံတခံဖြစ် ကျွေးသမားကိုကြည်ကြည်နက်နက်စားရပါပဲလို့မစ္စတာရှောင်တာနေကဆိုတယ်။ဒွန်ဆန်းစုကြည်ရဲ့မျှော်မှန်းချက်က နိုင်ငံခြားသားတွေရဲ့ကရင်နဲ့မြန်မာအစားအစာကိုအရသာခံနိုင်ရေး။ဒါကြောင့်မြန်မာမှုအခြေပြုစမ်းသစ်တီထွင်ချက်တွေနဲ့အရိကနေတဆင့်မြန်မာအစားအစာကမ္ဘာဈေးကွက်မှာထဲဝါလာစေရေးအထီးမြန်မာကိုကမ္ဘာကသိစေဖို့မြန်မာအမျိုးသမီးတအူးရဲ့အိမ်မက်ကအဲ့ဒီလို့ မြမဟာခက်မိမိမြမဆံပြီးအဲ့ဒီမြမကိုကဘာကတည်စေဖို့သူ့ဘဝတစ်ခုလုံးဒီတိုင်းပြည်ထဲမှာ ပုံအောလို့ချစ်ခဲ့တယ်။အခုအသက်80အရွယ်ဆရာနာရှင်တွေနဲ့ရင်ဆိုင်ကြံ့ကြံ့ခံမြေအသက်80ဆိုပေမဲ့ဒေါန်ဆန်းစုကြည်ပြန်လာမှာကလည်းသိတ်သေးကြတယ်။မြမအမျိုးသမီးတွေရဲ့အာမန်ကြံ့ကြံ့ခံနိုင်စွမ်းနဲ့အိမ်မက်တွေအချောင်း 搿把肌肉，壮生书记，十标标靶没？